ယူကရိန်းကသမိုင်းတွင်တဲ့ပထမဆုံးအကြိမ် Lost Neptune ဒုံးပျံကိုအသုံးပြုပြီးသမိုင်းမှတ်တိုင်စိုက်ထုတ်လိုက်ပြီးဖြစ်ပါရယ်။ယူကရိန်းကဒီဒုံးပျံကိုတိုက်ပွဲမှာအသုံးပြုပြီးရုရှားရဲ့ရင်နံချက်ဆက်ယုံတစ်ခုကိုဖျက်ဆီးလိုက်ပါရယ်။ဒါဟာဗလာဒီမာပူတင်ကိုပို့လိုက်တဲ့ရှင်းလင်းတဲ့သတင်းစကားပါပဲ။ယူကရိန်းကပုံမအားကောင်းလာနေပြီးပူတင်ကဒီအတိတ်ပဲမဲ့တဲ့ကျူးကျော်စစ်ကိုမရက်သမျှရုရှားကဘေးကင်းမှာမဟုတ်ပါဘူး။ဒီဒုံးပျံက 1000ကီလိုမီတာ620မိုင် ရောက်ရှိနိုင်ပါတယ်။ဆိုလိုတာကရုရှားရဲ့အင်တန်ဂျက်ဆက်ယုံ80ရာခိုင်နှုန်းကယူကရိန်းရဲ့ဒုံးပျံအကွာအဝေးထဲမှာရောက်နေပါပြီ။ဒါအပြင် Neptune ဒုံးပျံကလုံးဝပြင်းရင်ထုတ်ဖြစ်ပါတယ်။ဆိုလိုတာက American နဲ့ Stop Shadow လို့လိုနိုင်ငံသားနိုင်ငံတွေကယူကရိန်းကို ဒီတုံးပြန်ကိုဘယ်လိုသုံးမယ်ဘယ်လိုပြင်မှတ်ထားမယ်ဆိုတာကိုကန့်သက်ထားတာမျိုးမရှိပါဘူး။ဒါဟာယူကရိန်းရဲ့လက်နက်တိုက်ပွဲထဲမှာအခုချိန်မှာအရန်ကိုစွန့်အားကြီးတဲ့လက်နက်တစ်ခုဖြစ်နေပါပြီ။ယူကရိန်းကဒီတုံးပြန်ကိုဘယ်လိုရလိုက်တာလဲ။ဘာကြောင့်ဒါလောက်စွန့်အားကြီးတာလဲ။2022ခုနှစ်ရုရှားရဲ့တိုက်ခိုက်မှုနဲ့ယူကရိန်းရဲ့ရေဒါစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက် ရုရှားရဲ့ဒုံးပြန်တဲ့စစ်သည်မောမော်စကိုဟာဖင်လန်နဲ့ကိုစောင့်ကြပ်နေပါတယ်။ယူကရိန်းကမ်းခြေကနေ160ကီလိုမီတာအကွာမှာရှိနေပါတယ်။ရုရှားရေတပ်ရဲ့ဂုံယူစရာစစ်သည်မောမော်စကိုဟာညနေပြင်းရှာဖွေရေးရေဒါကမိုးရွာသွန်းမှုကြောင့်မမြင်ရပေမဲ့ဒေမော့အဖွဲ့ကဘာကိုမှမကြောက်ပါဘူး။သူတို့ဟာအမေရိကန်လေယာဉ်တင်ဒေမော့တွေကိုလိုက်ရှာဖို့ဒီဇိုင်းထုတ်ထားတဲ့ဒုံးပြန်ပြင်လွှတ်နိုင်တဲ့စစ်သည်မောကိုခြင်တွင်နေပါတယ်။ မော်စကိုကဘယ်လင်နက်ထဲမှာအကြီးဆုံးစစ်သင်းမောပါပဲ။ဧပြီလ23ရက်2022ခုနှစ်မှာရုရှားပင်လယ်ရေတပ်ရဲ့ဥဆောင်သင်းမောမော်စကိုကနှိမ့်ယုတ်သွားခဲ့ပါရယ်။2022ခုနှစ်မှာယူကရိန်းရဲ့ပြည်တွင်းထုတ်နက်ဂျွန်ဒုံးပြန်ဟာနေတိုးရေတပ်အရာရှိတွေနဲ့ရေတပ်သားတွေကလွဲရင် လူသိမ့်မသိကြပါဘူး။ဒါပေမဲ့ဒီဧပြီလမှာနက်ဂျွန်ရဲ့ဆောင်ဆိုင်နေမှုဟာပြီးဆုံးသွားပါပြီ။မော်စကိုရဲ့ ်လေရှာဖွေရေးရေဒါဟာစတင်အသင့်ပြင်ထားပြီးဒင်မောရဲ့မျက်နှာပြင်ရှာဖွေရေးရေဒါဟာမိုးရွာသွန်းမှုကြောင့်မမြင်ရပါဘူးဒင်မောရဲ့ရေဒါအရာရှိတွေကမိုးရွာသွန်းမှုတွေကထွက်လာတဲ့အစနဆက်ကိုသူတို့ဒင်မောအတွက် NDA ဖြစ်နိုင်တယ်ဆိုတာကိုစက္ကန့်ပိုင်းအတွင်းမှာနားလည်လိုက်ပါတယ် ဒါပေမဲ့မိုးရွာသွန်းမှုတွေကနေယူကရိန်းရဲ့ R360 Neptune ဒုံးပျံနှင်းစင်းဟာတနာယီမိုင်900နုံနဲ့လာနေပြီးမော်စကိုရဲ့ဘေးဘက်ကိုလှည့်ထွက်သွားပါတယ်။ဒီဒုံးပျံတွေဟာသင်္ဘောကူရဲကိုရိုက်ခတ်ပြီးရေမျက်နှာပြင်အထက်မှာပေါက်ကွဲသွားပါတယ်။ပေါက်ကွဲမှုကြောင့်သင်္ဘောဟာအစအနေအဆုံးထိပြတ်ထွက်သွားပြီးရုရှားရဲ့ Slavor Class သင်္ဘောဟာကလေးကျန်းပြင်စီကိုနှိမ့်ထွက်သွားပါတယ်။ယူကရိန်းရဲ့ R360 Neptune ဒုံးပျံတွေဟာ သူတို့ရဲ့ပထမဆုံးတိုက်ပွဲမှာကမ္ဘာအဆင့်မီဆွမ်းအားကိုပြသနိုင်ခဲ့ပါတယ်။ရုရှားရဲ့သင်္ဘောကိုနင်းမြုပ်စေပြီးကျောင်းမက်ဖွယ်ဘုံတန်နေနဲ့ပင်လယ်ကျန်းပစ္စည်းကိုပို့လိုက်ပါတယ်။ဒီဒုံးပြန်နှစင်းကတနအီကို900ကီလိုမီတာနှုန်းနဲ့ပြန်တန်းနိုင်ပြီး150ကီလိုဂရမ်ရှိတဲ့ဘုံကောင်းတွေကိုတည်ဆောင်နိုင်ပါတယ်။ဒီဒုံးပြန်တွေကရေမြေပြင်ကနေ10ပေအမြင့်မှာပြန်တန်းပြီးတော့ 1490တန်ရှိတဲ့ရုရှားရဲ့စစ်သင်္ဘောကိုပင်လယ်ကျန်းပြင်စီကိုပို့လိုက်ပါတယ်။နက်ပကျွန်းဒုံးပျံကဆိုဗီယက် KH-35 ဒုံးပျံရဲ့ DNA ကနေစဉ်သက်လာပြီး KIF က Launch Design Bureau မှာခေတ္တဒုံးပျံအဖြစ်ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီဒုံးပျံက200ကီလိုမီတာအကွာအဝေးအထိဖြစ်လွတ်နိုင်ပြီးရေဒါကိုရှောင်ရှားနိုင်တဲ့ပြန်သွန်းမှုထိန်းချုပ်မှုစနစ်နဲ့ကိုရောင်တန်ချိန်သမော်ရီအထီကိုဖျက်ဆီးနိုင်ပါ रे မူလနက်ကျွန်းဒုံမြန်တွေဟာ အတန်ထက်3.8ကနေ3.9ဆနှုန်းနဲ့ပြန်ဆန်းနိုင်ပြီးရေမျက်နှာပြင်ကနေ3မီတာကနေ10မီတာအမြင့်မှာပြန်ဆန်းပါတယ်။ပြည်လိုပြီးနောက်ဆုံးအဆင့်မှာမူလနက်ပ်ကျွန်းဒုံမြင့်တွေဟာလမ်းကြောင်းပြစနစ် Inertial Invigation နဲ့ Radar လမ်းကြောင်းပြစနစ် Active Radar Homing တို့ကိုပေါင်းစပ်အသုံးပြုတာဖြစ်ပါတယ်။ဒီစနစ်က Thermori ရဲ့ Radar အရေးကိုရှာဖွေပြီးအတိအကျပြတ်မှတ်ထားနိုင်ပါတယ်။ USPU 360 motor ကားပေါ်မှာတက်ဆင်ထားတဲ့ဒုံးပြန်ပြလွတ်စနစ်ကနေပြလွတ်ပါရင်ဒီစနစ်ကဒုံးပြန်လေးစင်းကိုထည့်ဆောင်နိုင်ပါတယ်။ခြေထုပ်ဒုံးပြန်တွေကပထမဆုံးပြလွတ်ချိန်မှာအစာအိမ်ခင်းလောက်စာကိုအသုံးပြုပြီးဆက်လက်ပြန်သန်းဖို့အတွက် motor switch MS 400 turbo jet engine ကိုအသုံးပြုပါတယ်။မူလဒုံးပြန်ရဲ့အကောဝေးဟာ280ကနေ300 km ရှိပါတယ်။ဒီဒုံးပြန်ရဲ့အရှိက9မီတာရှိပြီး ဒုံးပြန်အလေးချိန်က180 kg ရှိပါတယ်။ဒါကြောင့်ဒီဒုံးပြန်ကရှူဂရင်းရဲ့လက်နက်တိုက်ပွဲတွေမှာဒင်းငယ်ပေမဲ့စွမ်းအားကြီးရဲ့လက်နက်တစ်ခုဖြစ်နေပါတယ်။2023ခုနှစ်မှာရှူဂရင်းကနက်ပချွန်ဒုံးပြန်ကိုမြေပြင်ဖြစ်ဒုံးအဖြစ်ကို ပြောင်းလဲလို့လှုပ်ဆောင်ခဲ့ပါတယ်။ဒီပြောင်းလဲမှုဟာဒုံးပြန်ရဲ့လှုပ်ဆောင်ချက်ကိုမြေပြင်ပြင်းထန်တွေကိုပြစ်ခတ်နိုင်တဲ့အထိချက်ထွင်လိုက်ပါတယ်။ဒီပြောင်းလဲမှုရဲ့ပထမဆုံးတိုက်ပွဲမှာအသုံးပြုမှုကို2023ခုနှစ်နောက်ပိုင်းမှာစတင်ခဲ့ပါတယ်။ ဒီတုံးပြန်ကတနာယီ900ကီလိုမီတာနှုန်းနဲ့ပြန်တန်းနိုင်ပြီးပထမဆုံးမြေပြင်ပြင့်မှုမှာပြင်းလို့ချိန်မှာမြေပြင်အမြင့်ကိုချိန်ကြီးပါတယ်။ဒါဟာပြင်းမှန်းသားမှာရှိတဲ့ကာကွယ်စနစ်တွေကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ပထမဆုံးမြေပြင်ပြစ်ဒုံမြန်တွေရဲ့လမ်းကြောင်းပြစနစ်ကို GPS နဲ့အတက်မတ်မှုလမ်းကြောင်းပြစနစ်တို့ကိုပေါင်းစပ်အသုံးပြုပါတယ်။ဒါဟာမြေပြင်ပေါ်ကပြင်းမှတ်တွေကိုပုံမှန်တိကျစွာပြစ်ခတ်နိုင်ဖို့ဖြစ်ပါတယ်။ မူလရီတာလန်ချောင်းပြစနစ်ကိုဆက်လက်အသုံးပြုနိုင်ပြီးပုံရိပ်လန်ချောင်းပြစနစ်ကိုလည်းအသုံးပြုပါရယ်ယူကရိန်းအရာရှိတွေရဲ့2023ခုနှစ်အတည်ပြုချက်အရနက်ကျွန်းဒုံးပြင်ရဲ့အကွာအဝေးဟာ300ကနေ360ကီလိုမီတာအထိဒုံးပြင်လာခဲ့ပါရယ် နက်ပချွန်ကပုံမဝေးကွာတဲ့ပြမတ်တွေကိုထိရောက်စွာပြစ်ခတ်လာနိုင်ပါတယ်။2023ခုနှစ်ဩဂုတ်လ23ရက်နေ့မှာမြေပြင်ပြစ်နက်ပချွန်တုံးပြန်နေဟာရုရှားရဲ့ S400 လေကြောင်းကာကွယ်ရေးစနစ်ကို ခရီးမီးယားကျွန်းဆွေက Kef Turkin Code မှာဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနောက်စက်တင်ဘာလ14ရက်နေ့မှာ Fit Pretoria နီးက S400 snake ကိုထက်မှန်ပြီးတော့ဖျက်ဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပထမဆုံးမြေပြင်ဖြစ်ဒုံးပြန်တွေရဲ့ဘုံကောင်းအလေးချိန်ဟာ150 kg ရှိပေမဲ့အတိမပြုတ်ရသေးတဲ့အစီရင်ကန်ဇာရီအရဒီဘုံကောင်းကို300 kg အထိထုံးမြင့်ထားနိုင်တယ်လို့ဆိုပါတယ်။ဒါဟာယူကရိန်းရဲ့ဒုံးပြန်စွမ်းအားကိုပုံပုံမြင့်တင်ဖို့ဆက်လက်ကြိုးစားနေတာကိုဖျားသနေပါတယ်။2024ရနေ့2025ခုနှစ်အတွင်းမှာနက်ချွန်းကပုံမိုထိုးထွက်လာပြီးတာဝီပြည့် နှစ်ချုံအဖြစ်ကိုပြောင်းလဲလာခဲ့ပါပြီ။ဒီဒုံးပြန်ကရေတန်းတဲ့ဂုံမြေပြင်းမှတ်တွေကိုဝေးလံတဲ့အကွာဝေးရနေဖြစ်ခဲ့နိုင်တဲ့ဒုံးပြန်အဖြစ်ပြောင်းလဲလာခဲ့ပါပြီ။2025ခုနှစ်မတ်လ14ရက်နေ့မှာဒီဒုံးပြန်ကပထမဆုံးအကြိမ်တိုက်ပွဲမှာအသုံးပြုခဲ့ပါပြီ။ဒီဒုံးပြန်ရဲ့အမြန်နှုန်းဟာအတန်ထက်နည်းနည်းလေးပုံမြန်တဲ့ဆက်ဆုံးနဲ့အမြန်နှုန်းမှာရှိနေပြီးတော့အတန်ထက်နီးပါးမြန်တဲ့ထရန်ဆုံးနဲ့အမြန်နှုန်းနဲ့ပြင်းမဲ့စီကိုချင်းကပ်နိုင်တယ်လို့သတင်းတွေကဆိုပါတယ်။ ီအကွာဝေးနဲ့ဘုံကောင်းဆွမ်းအားတွေကနက်ချွန်းကိုကန်ဂျီယာသင်္ဘောတွေကိုဖျက်ဆီးနိုင်တဲ့ဒုံးပြန်ကနေရုရှားရဲ့အတွင်ပိုင်းပြင်းထန်တွေကိုထိခိုက်နိုင်တဲ့ဒုံးပြန်အဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ယူကရိန်းရဲ့စံသစ်တီထွင်မှုနဲ့စစ်ပွဲအတွင်းမှာတိစောက်ထားတဲ့ဒီဒုံးပြန်က အနောက်တိုင်းရဲ့ Storm Shadow လို့ဒုံးပြန်နေနဲ့ရှင်ပြိုင်နိုင်စေဆွမ်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ Neptune ဒုံးပြန်တွေကိုအသေးစိတ်စီစဉ်ပြီးတော့ American ရဲ့ MALD Mini Nature Air Lunch Decor လို့လေစာတဲ့ပစ္စည်းတွေနဲ့တွဲဖက်အသုံးပြုတာဖြစ်ပါတယ်။ MLD ဟာလေယာဉ်တွေကနေပြည့်လို့ပြီးရန်သူလေကြောင်းတွေကိုဝင်ရောက်စီမံခန့်ခွဲနိုင်တဲ့လေစာရေးပစ္စည်းတစ်ခုဖြစ်ပါတယ်။ MLD ဟာရန်သူရေဒါအချက်ပြမှုတွေကိုကူးယူပြီးမတူညီတဲ့ပြင်းမှတ်တွေဖြစ်ပြသနိုင်ပါတယ်။ဒါဟာရုရှားရဲ့လေကြောင်းကာကွယ်စနစ်တွေကိုလှည့်စားဖို့ဖြစ်ပါတယ်။လောင်းနက်ချွန်းတုံးမြန်တွေရန်သူလေကြောင်းနဲ့ဖြတ်တန်းနေချိန်မှာ MALD ရဲ့ radar အနောက်ရှက်ဘေးမှုတွေဟာရုရှားရဲ့လေကြောင်းကာဝေးစနစ်တွေကိုမာယူနဲ့ပြင်းထန်တွေနဲ့ရောထွေးစေပြီးနက်ကျွန်းဒုံးပြင်တွေကိုအဲ့ဒီရောထွေးမှုတွေကနေဖြတ်တန်းစေပါတယ်။ဒါအပြင်လျှက်စနီးပညာသုံးအနောက်ရှက်ဘေးမှုတွေဟာဒုံးပြင်တွေကိုဖုံးကွယ်ပေးပြီးရန်သူ radar နဲ့ချိန်ချုံမှုစနစ်တွေကိုရှုပ်ထွေးစေပါတယ်။ဒါဟာနည်းပညာတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာစစ်တိုက်နေရတဲ့နိုင်ငံတစ်ခုရဲ့စစ်မြေပြင်မှာအသုံးပြုတဲ့ဗာမဏတ်မှုတစ်ခု ဖြစ်ပါတယ်။လောင်းနက်ကျွန်းဒုံးပြင်ဟာ အတန်ထက်3.9ဆနုံနဲ့ပြန်တန်းနိုင်ပြီးမြန်မာရဲ့အမြင့်မှာပြန်တန်းပြီးပြင်းပစီကိုချင်းခဲ့တဲ့အခါမှာလိမ့်ချသွားတဲ့မတူညီတဲ့အမြင့်တွေကိုအသုံးပြုပါရီဒီဒုံပြန်ရဲ့အလန်းချောင်းပြစနစ်တွေဟာ GPS အတဲမှန်မှုလမ်းချောင်းပြစနစ်မြေမျက်နှာပြင်လမ်းချောင်းပြစနစ် terrain reference ် navigation နဲ့အနှောင့်အယှက်ကာကွယ်နိုင်တဲ့စနစ်တွေကိုပေါင်းစပ်အသုံးပြုထားပါတယ်။ဒါဟာရှုပ်ထွေးတဲ့စနစ်ပြင်မှာအတိအကျပြည့်ခတ်နိုင်ဖို့ဖြစ်ပါတယ်။ Neptune တုံးပြင်ရဲ့ကိုယ်ရည်ကိုပုံမရှိလျောက်အောင်ပြုပြင်ထားပြီးလောင်စာစီပုံမထည့်သွင်းနိုင်တဲ့အတွက်ဒီတုံးပြင်ရဲ့အကွာဝေးဟာအစောပိုင်းခမန်းချက်တွေအရ400ကီလိုမီတာအထိတုံးပြင်လာခဲ့ပါတယ်။ 2025ခုနှစ်မတ်လအရောက်မှာတော့ဒီအကွာအဝေးက1000ကီလိုမီတာ600မိုင်အထိရှိလာမယ်လို့ယူကရိန်းသမ္မတဇလန်စကီးကအတည်ပြုပြောဆိုခဲ့ပါတယ်။ဒါဟာရုရှားက Tuvas ရေနံကျစက်ယုံကိုပြစ်ခတ်ဖျက်ဆီးပြီးတဲ့နောက်ထုတ်ပေါ်ပြောဆိုခဲ့ရလဲဖြစ်ပါတယ်။နက်ဂျွန်းဒုံးပြင်းရဲ့ဘုံကောင်းကို350ကီလိုဂရမ်အထိတုံးမြင့်ထားပြီးမူလဘုံကောင်းအလေးချိန်ထက်နှစ်ဆပိုများလာပါတယ်။2025ခုနှစ်မှာ ဒီထိပ်ခုအလေးချိန်ဟာဒီထက်ပိုများလာနိုင်တယ်လို့သတင်းနေရာဆိုပါတယ်။ဒါဟာမှကျော်ရည်ပြမှတ်တွေကိုပုံမှန်ထိရောက်စွာဖျက်ဆီးနိုင်ဖို့ဖြစ်ပါတယ်။ဒီဒုံးပြန်ရဲ့အရှိအာမူလ9မီတာထက်ပိုရှည်လာပြီးအလေးချိန်ကလည်း180ကီလိုဂရမ်ထက်ပိုများလာပါတယ်။ဒါဟာလောင်စာဆီနဲ့ ထိပ်ဖူးတွေပုံမထည့်သွင်းနိုင်တဲ့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဒုံးပြန်ရဲ့တိကျတဲ့အသေးစိတ်အချက်အလက်တွေကိုလျှို့ဝှက်ထားပါတယ်။ဒါဟာယူကရိန်းရဲ့ဒုံးပြန်နည်းပညာမှာမြ мян ဆန်ဆန်ထိုးတက်လာနေတာကိုပြသနေပါတယ်။နက်ပျွန်ဒုံးပြန်ရဲ့ပြစ်ခတ်မှုတွေဟာရုရှားအတွက်ဒေသန်းစာတွေလိုဖြစ်နေပါတယ်။2022ခုနှစ်ဧပြီလ23ရက်နေ့မှာမော်စကိုစစ်သည်မော်နေမြုပ်သွားတာဟာဒီဒုံးပြန်ရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လောင်းနယ်ချုံရဲ့မကြသေးခင်ပြည့်ခတ်မှုတွေဟာပုံမသေးသေးပြည့်စည်စေပါတယ်။2024ခုနှစ်မေလမှာ လောင်းနယ်ချုံဒုံမြန်နေဟာရုရှားနဲ့ခရီးမယားကိုချိတ်ဆက်ပေးတဲ့ Port Kavzat Yenantian စိတ်ကန်းကိုဖျက်ဆီးပြလိုက်ပါတယ်။ ခရက်စနိုဒါရမာရှိတဲ့ဖယ်ရီသမိုရီကိုနှမြုပ်စေပြီးပူတင်ရဲ့အရေးကြီးတဲ့ထောက်ပံ့ရေးလိုင်းတွေကိုထိခိုက်စေခဲ့ပါတယ်။ဒါဟာရုရှားရဲ့ကာကွယ်စနစ်တွေကို300ကီလိုမီတာကျော်ဖြတ်ပြီးပြစ်ခတ်နိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။၂024ခုနှစ်ဇွန်လမှာလောင်နက်ကျွန်းကျုံပြည်နယ်ဟာရုရှားရဲ့ Shahid Drone Scan ကိုဖျက်ဆီးပြလိုက်ပါတယ်။ဒါဟာရုရှားရဲ့နေမြေတွေကိုတိကျတဲ့ပြင်းထန်ထားပြီးပြစ်ခတ်ကြပါ။ 2025ခုနှစ်မတ်လ14ရက်နေ့မှာဇလန်စကီကလောင်နက်ကျွန်းတုံးပြန်ရဲ့အပြည့်အစုံစွမ်းအားကိုအသုံးပြုပြီး Tubes ရန်နယ်ဇက်စက်ယုံကို1000ကီလိုမီတာအကွာအနေပြစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ဒီပြစ်ခတ်မှုကမော်စကိုရဲ့လောင်စာစီကွန်ရက်ကိုဖျက်ဆီးစေခဲ့ပါတယ်။ဒီပြစ်ခတ်မှုတွေက MALD နဲ့လင်းစနီပညာသုံးအနောက်ရှက်ဗေးမှုတွေနဲ့တွဲဖက်ပြီးရုရှားရဲ့ကာကွယ်ရေးစနစ်တွေကိုကျော်ဖြတ်ပြစ်နိုင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကဒီတုံးပြန်တွေကိုလေဆာရီပစ္စည်းတွေနဲ့ ပြည်စစ်နည်းပညာသုံးအနောက်ရှက်ဗေးမှုတွေနဲ့တွဲဖက်ပြီးရုရှားရဲ့ကာဝေးစနစ်တွေကိုဖျက်ချော်ပစ်ခတ်နိုင်ခဲ့ပါတယ်။ဒါဟာပူတင်အတွက်အိမ်မက်ဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ယူကရိန်းရဲ့လောင်းနက်ပြွန်းဒုံးပြန်ကို ပထမဆုံးအကြိမ်အသုံးပြုပြီး2ဘက်စီနန်ဂျက်ဆက်ယုံကိုဖျက်ဖျက်စီးပစ်ခတ်လိုက်တဲ့အခါမှာ ဒီသတင်းစကားကိုရှင်းရှင်းလင်းလင်းပြောပြလိုက်တာပါပဲ။ရေနံချက်ဆက်ယုံဟာဒီဒုံပြန်ဖြစ်ခဲ့မှုကြောင့်ဒုတိယနေ့အထိမင်းလောင်ကျွမ်းနေသေးပါပိုလန်ကလည်းလက်နက်များများနဲ့ကာကွယ်ရေးဘတ်ဂျက်ကိုထိုးမြှင့်လာနေပါတယ်။ပိုလန်ဝန်ကြီးချုပ်ကပိုလန်ဟာရုရှားရဲ့နောက်ထပ်ကျူးကျော်မှုကိုစောင့်မနေတော့ဘူးလို့ပြောဆိုခဲ့ပါတယ်။သမိုင်းကိုကြည့်ရင်ရုရှားကပိုလန်ကိုကျူးကျော်တာကိုစိုင်းနေတတ်တာကြောင့်ပိုလန်ဟာနျူကလ িয়ার လက်နက်တွေကိုရှာဖွေနေပါတယ်။ ဗိုလန်ဟာနေတိုးအတွင်းကာကွယ်ရေးအသုံးစည်းအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးသူရဲ့ GDP ရဲ့၄.၈%ကျန်ကိုကာကွယ်ရေးအတွက်အသုံးပြုနေပါတယ်။ဒါအပြင်ဗိုလန်မှာစစ်သည်2000ရှိပြီးဒါဟာဥရောပမှာအကြီးမားဆုံးစစ်တပ်ဖြစ်ပြီးနေတိုးမှာတတိယအကြီးမားဆုံးဖြစ်ပါတယ်။ဒါပေမဲ့ပိုလန်ကောင်းဆောင်တွေဟာဒီလောက်တောင်မလုံလောက်ဘူးဆိုတာကိုသိလာကြပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားဟာစစ်သည်တတိယသမ6000အထိတိုးချဲ့နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ပိုလန်ဟာစစ်တပ်ကို9သိန်းအထိတိုးချဲ့ဖို့စီစဉ်နေပါတယ်။ဒါအပြင်ပိုလန်ရဲ့အယောက်ကြားတိုင်းကိုကောင်းကောင်းလေးချင်းပြီးရုရှားကျူးကျော်မှုဖြစ်လာရင်အရန်စစ်သားအဖြစ်အသုံးပြုနိုင်ဖို့စီစဉ်နေပါတယ်။ပိုလန်ကစစ်ပွဲကိုရှောင်ရှားနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကစစ်ပွဲအတွက်အသင့်ပြင်ထားဖို့ဆိုတာသိထားပါတယ်။ဒါအပြင်ဒီကနေ့ခေတ်မှာအကောင်းဆုံးစစ်ပွဲကိုတားဆီးနိုင်တဲ့အရာကနျူကလ িয়ার လက်နက်တွေပါပဲ။ဒါကြောင့်ပိုလန်ဝင်ကြီးချုပ်ကဒီလိုပြောခဲ့တာဖြစ်ပါတယ်။ ပိုလန်ဟာနျူကလ িয়ার လက်နက်တွေနဲ့ခင်မိတဲ့စီးရီးစွမ်းအားတွေကိုရယူဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာလုံခြုံရေးအတွက်ပြိုင်ပွဲတစ်ခုကိုရင်ဆိုင်နေရပါတယ်။ဒါဟာစစ်ပွဲအတွက်ပြိုင်ပွဲမဟုတ်ပါဘူး။ပိုလန်တနိုင်ငံနဲ့မဟုတ်ပါဘူး။ဥရောပသမဂ္ဂကလည်းပူတင်ရဲ့ကျူးကျော်မှုကိုသတိထားလာကြပါတယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌကဒီလိုပြောခဲ့ပါတယ်။ ပူတင်ဟာရန်သူအိမ်နီးချင်းဖြစ်တယ်ဆိုတာကိုအကြိမ်ကြိမ်ပြသခဲ့ပါတယ်။သူ့ကိုယုံကြည်လို့မရပါဘူး။သူ့ကိုတားဆီးဖို့ပဲလိုပါတယ်။ရုရှားရဲ့စစ်ဘက်ရေးရာစစ်မှုလုပ်ငန်းဟာကျွန်တော်တို့ထက်ပိုမိုထုတ်လုပ်နိုင်နေပါတယ်။စီးရီးအသုံးစီးကိုကြည့်မယ်ဆိုရင် ရမလင်ဟာဥရောပတစ်ခုလုံးထက်ပုံမသုံးဆွဲနေပါတယ်။ဥရောပရဲ့ထုတ်လုပ်မှုဟာနှိမ့်ချနေသေးပါ။ဒါအပြင်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ချိန်ချောက်မှုတွေဟာနိုင်စင်ပုံမကျေပြန့်လာနေပါတယ်။ဥရောပပါလီမန်ဟာဥရောပဟာပုံမလုံးဆောင်ဖို့လိုအပ်တယ်လို့နှစ်ပေါင်းများစွာညှင်းခုံခဲ့ပါတယ်။ဒါဟာမှန်ပါတယ်။ဒါကြောင့်ဥရောပဟာပုံမအားစိုက်ဖို့လိုအပ်ပါတယ်လို့ပြောခဲ့ပါတယ်။ ပို့ပြီးတော့ထူးဆန်းတာကရုရှားရဲ့လူဦးရေဟာ140တန်းပဲရှိပြီးတော့ဥရောပမှာလူဦးရေတန်း900ရှိပါတယ်။ဒါကြောင့်ဥရောပဟာသူ့နိုင်ငံတွေကိုပြန်လည်စစ်အင်အားတိုးချဲ့ဖို့အခွင့်အရေးရှိပါတယ်။ဒါကြောင့်လဲဆိုတော့နောက်ဆုံးမှာတော့ရုရှားဟာ ကဘာကိုအန်ဒီရရှိတဲ့နေရာဖြစ်အောင် လုပ်နေတာပါရုရှားဟာစစ်ပြေငြင်းရေးမလိုချင်ပါဘူးပူတင်နဲ့ရုရှားကောင်းဆောင်နေခြင်းမကပါဘူးခရမလင်ရဲ့ TV ကလည်းရုရှားပြည်သူတွေကိုစစ်ဆင်ခြင်းရေး propaganda လုပ်နေပါတယ်ပူတင်ဟာစစ်ပြေငြင်းရေးကိုညှင်းပယ်လိုက်တဲ့အခါရုရှားပြည်သူတွေကပူတင်ကိုစန့်ကျင်မလာအောင် လုပ်နေတာပါရောက်ကိုရီးယားစစ်သားတွေဟာသူတို့ရဲ့စစ်မှန်တဲ့လက္ခဏာတွေကိုစတင်ပြသနေပါပြီဗလာဒီမာပူတင်ဟာသူတို့ကိုရုရှားတွေကိုခေါ်ဆောင်လာတဲ့အဆုံးဖြတ်ချက်ကိုနောက်တားရနိုင်ပြီလို့ ထင်ရပါတယ်။အစပိုင်းမှာရုရှားတပ်တွေကိုအားပြဖို့နောက်ဆုံးစူးစမ်းမှုတစ်ခုလို့ထင်ရပေမဲ့အခုတော့ဒါဟာအမောင်းတွေနဲ့စိတ်ပျက်စရာကောင်းတဲ့အဖြစ်ပြက်တွေရဲ့ဝင်ဆက်တစ်ခု ဖြစ်လာပါပြီ။ပထမဆုံးသတင်းတွေအရနောက်ကိုရီးယားစစ်သားတွေဟာရုရှားစစ်သားတချို့ကိုတစ္ဆာဖောက်ပြီးတပ်ဖြတ်ခဲ့ပါတယ်။ဒါဟာစစ်သွေးရေးပြဿနာနဲ့လေ့ကျင့်မှုမလုံလောက်တာကြောင့်ဖြစ်နိုင်ပါတယ်။အခုတော့အရာတွေကပိုဆိုးလာပြီးဒီအပြုမူတွေကလစ်လူရှူလို့မရတဲ့ပုံစံတစ်ခုဖြစ်လာပါပြီ။ဇန်နဝါရီလ9ရက်နေ့မှာ Inform Neplan Intelligence Collective က Magnocap Data ကနေ drone video တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်ဒီ video မှာမြောက်ကိုရီးယားစစ်သားတချို့ကရုရှားလူကြီးနှစ်ယောက်ကိုသူတို့ရဲ့အိမ်ကနေအတင်းအဓမ္မထုတ်ပြတာကိုတွေ့ရပါတယ်ပိုဆိုးရာကဒီလူကြီးတွေကို အေးခဲနေတဲ့အပူချိန်ထဲမှာအပြင်မှာရက်ခိုင်းပြီးတော့စစ်သားတွေကအိမ်ကိုအုံပြုပြီး Ukraine drone တွေရဲ့ပစ်ခတ်မှုကို ကာကွယ်နေတာပဲဖြစ်ပါတယ်ရှင် video လေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်